မင်္ဂလာပါအခုလို AI ခက်ကြီးတဲ့မှာ passport ပုံကောင်းကောင်းတပုံရဖို့အတွက် studio သွားစီရမလို့အလှပြင်စီရမလို့ပဲနဲ့ပို့ပို့တိုင်းဖုန်းတစ်လုံးရှိုံနဲ့ကိုစစ်ကြိုက် passport ပုံတပုံကိုအလွယ်တကူလုပ်လို့ရတဲ့နီလန်းလေးကိုပြပြပေးသွားကြပါမယ်အဲ့တော့အရင်ဆုံးတို့မှာရှိရမှာကတော့ကျွန်တော်တို့ဒီမှာ gemini ဆိုတဲ့ app လေးရှိဖို့တော့ဟိုတယ်တကယ်လို့ဒီဖုန်းဒီ app လေးကိုကိုဖုန်းထဲမှာ မရှိဘူးဆိုရင်တော့ play store ဒါမှမဟုတ်ရင် App Store တွေကနေသွားပြီးတော့ download လုပ်လိုက်ပါတော့ဒီမှာတော့ကျွန်တော်ကရှိထားပြီးသားဆိုတော့ဒါလေးကိုကျွန်တော် download လုပ်တော့ပါဘူးပြီးရင်တော့ကဘာလို့မလဲဆိုရင်ကိုယ့်ရဲ့မျက်နှာကိုရှိတဲ့တဲ့ကနေရိုက်ထားတဲ့ပုံတပုံလိုမယ်ပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်တို့ passport ပုံတပုံကိုကျွန်တော်တို့အလွယ်တကူလုပ်လို့ရပါပြီ Okay အဲ့တော့ကျွန်တော်တို့စမ်းကြည့်အောင်ပါဆိုတော့ကျွန်တော်ဒီမှာအရင်ဆုံးဒီ Gemini လေးကို app ထဲကိုဝင်လိုက်မယ် ဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ခုခက်စားနေတဲ့ nano banana ပေါ့နော်ကျွန်တော်တို့ဒီ flutter တဲကနေပွားပြီးတော့ create image ဆိုလေးကိုဒီငါပြောသေးပုံလေးနဲ့ပေါ့နော်သူ့ကိုရွှေထားလိုက်မယ်ပြီးရင်ကို password ပုံအပြည့်တုံးမယ်ပုံတစ်ပုံကိုကျွန်တော်တို့ဒီအပေါင်းလက္ခဏာလေးနှိပ်ပြီးတော့ကျွန်တော်တို့ call ယူလိုက်မယ်အဲ့တော့ဒီမှာကျွန်တော် gallery ရဲ့ကိုသွားမယ်အဲ့တော့ဒီမှာနမူနာအပြည့်စမ်းပြဖို့ပုံလေးတစ်ပုံစေထားတာရှိတယ်သူ့ကိုကျွန်တော် upload လုပ်လိုက်မယ်ပေါ့နော် ပြီးရင်ကျွန်တော်တို့ဒီကောင်ကို password ပုံတည်းဖောက်ဖို့တဲ့ prompt စာသားလေးလိုမယ်ပေါ့နော်အဲ့တော့ဒီ prompt စာသားလေးကိုတော့ကျွန်တော်ဒီ video ရဲ့ description ထဲမှာထည့်ပေးထားမယ်လို့ပို့လို့တလို့လေးတွေပြောင်းပြီးတော့လည်းသုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာတော့ကျွန်တော်ဒီရေးထားပေးတဲ့ prompt လေးတစ်ခုကိုကျွန်တော် copy ယူလိုက်မယ် ော်ဒီမှာကျွန်တော်တို့ဒါ professional passport style portrait photo of a woman ပေါ့နော်အဲ woman နေရာမှာယောက်ျားလေးပုံထုတ်မယ်ဆိုတော့ man လို့ပြောင်းလိုက်ပေါ့နော်ကျွန်တော်ကတော့မပြောင်းလဲရတယ်အဲ now with suit ပေါ့နော် facing forward being neutral facing expression no smile plain dark blue background ဒါကျွန်တော်တို့အပြာရောင် background နဲ့သူ့ကိုထားခိုင်းလိုက်တာပေါ့နော်ပြီးရင်ပုံတော့ကျွန်တော်တို့ high resolution ဖြစ်တဲ့ဒါ 4K resolution နဲ့ထုတ်ပေးပါဆိုတော့ကျွန်တော် print လေးတစ်ခုရေးထားတယ်ပြီးရင်ကျွန်တော်အဲ့ကောင်လေးကိုခဏနေရဒီ gemini add ထားပါပြီးတော့ paste လုပ်ချလိုက်မယ် okay ပြီးရင်ကျွန်တော်ဒီဘေးကမြားလေးကိုနှိပ်လိုက်မယ် ညလေးကိုနေပြီးတော့ကျွန်တော်တို့ဒီမှာခဏလေးရောစောင့်ပေးရအောင်ပေါ့နော်သူဒီမှာအဲဒါစပြီးတော့ကျွန်တော်တို့ create လုပ်နေပေါ့နော်ဒါလေးကိုခဏစောင့်ပေးရမယ်အဲဒီမှာပုံလေးတစ်ပုံလိုမယ်ပြီးရင်ဒီ password ပုံဖြစ်ထုတ်ခိုင်းမယ်ဒီ prompt စာသားလေးလိုမယ်ပေါ့ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ second ဘိုင်းအတွက်မှာကျွန်တော်တို့ password ပုံကောင်းကောင်းလေးတစ်ပုံကိုဒါဟိုထုတ်ပေးသွားပြီပေါ့နော်အဲဟို code တွေပါတယ်လဲ WhatsApp မလို့ Photoshop လဲကျွမ်းစရာမလိုဘူးကျွန်တော်တို့ share ကရိုက်ထားတဲ့ပုံလေးတစ်ပုံ ရှိရင်ဒါကျွန်တော်တို့ passport ဝန်ကောင်းကောင်းလေးတစ်ပုံထုတ်လို့ရပြီအဲဒီပုံလေးကိုကိုယ်ဖုန်းထဲမှာကျွန်တော်တို့ကဒိန်းထားခြင်းလေဆိုရင်ဒီအပေါ်ကတောင်းဟာအပေါ်တောင်းမှာရှိရဲ့ဒီညာဆောက်ထိုးလေးပေါ့နော် download ဆိုင်ရေကိုသူတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ဒါပုံလေးကိုစေထားလိုက်လို့ရပါပြီ okay ပါအဲ့တော့ကျွန်တော်တို့ဒီ passport ပုံကိုဒီနီလန်လေးတိုင်းကိုပိုတိုင်းပြုလုပ်လို့ရမယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်